ကဲမင်္ဂလာပါမျိုးတို့ရေဒီကနေ့ကတော့နော်ကီးထိတ်ကနဲ့ကီးဖြစ်နေပဲဆွဲခဲ့တယ်ပေါ့နော်ကီးထိတ်ကလည်းကီးဖြစ်နေဆွဲခဲ့တယ်ဒါကသတိထားမယ့်အချက်ဖြစ်တာပါဒီနော်ကီးထိတ်ကများသောအခု3ရက်ရှိသွားပြီနော်ကီးတွေပဲဆက်ထွက်နေတယ်နော်ထိတ်အနေနဲ့မထွက်ဘူးအဲ့တော့မနေ့ပိုင်းက2 5ဆိုပြီးတော့ကျွန်တော်တို့အောင်ခဲ့တယ်ညနေပိုင်းကျတော့8 9ကဒီကီးရိုးရိုးကအောင်ခဲ့တယ်နော်ပရိတ်က နှစ်ခွန်လေးကိုပြရတာဒီကနေ့နောက်ဆုံးမလို့ဒီကောင်ပဲအားပြုပြီးကျွန်တော်ကစားရမယ်လို့ပြောခဲ့တဲ့အတိုင်းပဲခွန်ပရိတ်တွေပဲဇက်တိုက်ထွက်သွားတယ်နော်အဲ့တော့ကျွန်တော်တို့မှန်တော့မှန်နဲ့ပောက်ွက်မပါဘူးဖြစ်သွားရပေါ့ဗျာနော်ထို့အတူပဲဒီကနေ့ထပ်ပြီးတော့တယောက်ကတော့လာပြောတယ်ဆရာတဲ့ဟိုကချင်းနေကောင်းတယ်ဒီကောင်ဝဲထပ်ပြီးတော့ရလိုက်တယ်တဲ့ဆိုပြီးတော့နော်ဒီမှာကျွန်တော်နှင်းငါးနှစ်ပေါ့နော်ဆိုတော့ဒီကောင်ကနှစ်ကြိမ်ကျွန်တော်တို့အောင်သွားပြီပေါ့နော်ဒီကိုကွက်ဆိုက်ကဟုတ်လားကိုကွက်ဆိုက်ကနှစ်ကြိမ်အောင်သွားပြီဟိုအပေါ်တလုံးအောက်တလုံးဆိုက်ကလည်း ကျွန်တော်တို့နှစ်ကြိမ်အောင်ထားတယ်ပေါ့နော်ဒီတစ်ပတ်ကျွန်တော်တို့ဒီ cycle လေးတွေပေးထားတာလေးတွေကအချီးနီးမဖြစ်ခဲ့ပါအောင်ဗျာနော်ကြည့်ရတော့ကျွန်တော်20လေးပဲစာမယ်ဗျာနော်20လေးစာမယ်ဆိုရင်ကျွန်တော်6399ကစာမယ်ဒါပေမဲ့ဒီ20က20ဟောင်းမယ်ဒါတစ်ကြိမ်ပြတ်ထားဘူးတယ်တစ်ကြိမ်ပြတ်ထားဘူးရဲ့နောက်ပိုင်းမှာဆက်ပြီးမှန်လာတဲ့20ပေါ့နော်ပြတ်ထားအောင်ပါကျွန်တော်ထည့်အတွက်မှာပါဗျာနော်အဲ့တော့ကျွန်တော်တို့ဘယ်အစအတွက်မလဲဆိုရကကြာ6399ကစမယ်6399 တိရှိတိတိကိုလေးကိုလေးဆိုပြီးဒီလိုမျိုး ကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါကို ကျွန်တော်တို့တွက်ပါမယ်အဲ့လိုဘယ်လိုတွက်တယ်ဆိုရခါကျတော့ဒီ3နဲ့4နဲ့ပေါင်းခွန်ပါတယ်ခွန်ရဲ့နှက်ခက်က3ည3ညပါဝါ5ခွန်3ည5ဆိုတော့ကီး3လုံးဒီအပြင်မှာထွက်ရမယ်ဆိုတော့ အဲတွန်နီးလေးပဲဖြစ်ပါတယ်เนาะအဲ့တွန်နီးမှာလေးပဲဖြစ်ပါတယ်ကဲအဲ့တွန်နီးလေးကိုကျွန်တော်ကြည့်လိုက်အောင်အဲ့တွန်အဲ့တော့ဘာထွက်သွားလဲဆိုတဲ့ကကြတော့၄၉တဲ့မအောင်ပါဘူးခွန်လေးတဲ့ခွန်လေးမှာကျွန်တော်တို့ခွန်တစ်လုံးထိပြီးအောင်ခဲ့ပါတယ်เนาะအဲ့ရှေ့မှာလည်းအဲ့လိုဒီတွန်နီးပဲဇက်တိုက်ကလေးအောင်လာခဲ့တယ်ဒါပေမဲ့ဒီဘင်မှာပြက်ပါတယ်ဗျเนาะအဲ့ပြီးတော့2363 2363 63 63ညေ63ည63ည77 77တက်ခွန်ဆိုပြီးဒီလိုအင်းတက်ခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်38နဲ့ပေါင်းတ1ရဲ့နှက်ခက်က8 8ရဲ့ပါဝါ3 1 8 3ဆိုတော့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့နော်အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့၄9တဲ့မအောင်ပါဘူးဟုတ်ကူ ခွန်ကိုတဲ့ခွန်ကိုလည်းမအောင်ပါဘူးအဲဒါတော့ကျွန်တော်တို့ဒီအပင်မှာပြက်ခဲ့ပါတယ်အဲဒီလိုပြက်သွားတဲ့အပင်ဟာကျွန်တော်ရဲ့ twenty ထုံးစံနဲ့ဆက်လက်ပြီးတော့ပြန်လဲပြီးတော့အောင်မြင်လာတာကိုတွေ့ရမှာဖြစ်ပါတယ်၃ည၈၆၃၆၃တတ၃၃ညတတ၃၃ညတ၉၂၅တ၉1 5ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တက်မယ်ဆိုရင်1 6နဲ့9နဲ့ပေါင်းခွန်းခွန်းရဲ့နှက်ခတ်က 3ည3ညရဲ့ပါဝါ5ခွန်3ည5ဆိုတော့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့3ည5တဲ့3ည5မှာ3ည5ကိုထိပြီးအခွေအနေနဲ့ထွက်သွားပါလေ၄၄တဲ့၄တမှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျအဲဒီမှာလည်းကျွန်တော်အပေါ်မှာလည်းမချစ်ခဲ့ဘူးနော် အဲ့တော့ဒေးတေးဆိုပြီးတော့ကျွန်တော်တို့အောင်ခဲ့ပါတယ်ခင်နောက်တစ်ပုံရင်တွေ့ပါမယ်နေ့9တိ8နေ့9တိ8 3688 3688 3625 3625ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွေ့မယ်ဆိုရင်9နဲ့6နဲ့ပေါင်း5 ငါးရနှစ်ခက်က၃၃ရပါဝါရှိ၅၃ရှိဆိုတဲ့ကီး၃တော့ဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားတယ်လဲဆိုတဲ့အခါကျတော့ရှင်း၅တဲ့ဟောရှင်း၅မှာရှစ်ကော၅ဝအထိပြီးအခုရင်နေနဲ့ထပ်ထွက်ပါတယ်၃ခွန်နဲ့၃ခွန်မှာလည်း၃ဒုံးထိပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်ဗျကဲနောက်တစ်ပြင်တော့တွက်ပါမယ်၄၃၃၃၄၃ည၃၃၆ခွန်၄၁ ငါးငါး63ညဆိုဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်3ညနဲ့9နဲ့ပေါင်း9ပါတဲ့9ရဲ့နှစ်ခက်က3 3ရဲ့ပါဝါ8 9 3 8ပဲထပ်ရပါတယ်တဲ့အဲ့9 3 8ဆိုရယ်ကီးသုံးတော့ဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့8 3 8 3နဲ့ဟော8 3မှာ8ကော3ကထိပြီးအခွေအနေနဲ့ထပ်ထွက်ပါတယ်

ခွန်ခွန်ရဲ့နှက်ခက်က3ည3ညပါဝါ9ခွန်3ည9ဆိုတဲ့ကီ3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့3ည3နဲ့3ည3မှာ3ည3လုံးထိပြီးအောင်ခဲ့ပါတယ်8 8တဲ့8မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျကဲနောက်တစ်ပြောင်းတပမင်3ခွန်88 3ခွန်88 3ည8 3 4 3ည8 3လေး8 3ခွန် နှစ်တသုံးခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့တွက်ထားထွက်ထားပါတယ်။အဲ့ဒါကိုတက်မယ်ဆိုရင်ခွန်ရဲ့တက်ကပေါင်း8ပါတဲ့8ရဲ့နှစ်ခက်ကတက်တရဲ့ပါဝါ6 8တ6ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့6 8တဲ့6 8မှာ8တလုံးထိပြီးအောင်ခဲ့ပါတယ်။8 6 8 6တဲ့8 6ဆိုတော့ဒီမှာ8ကော6ကောထိပြီးအခွေအနေနဲ့ထပ်အောင်မြန်ပါတယ်ဗျ။ကဲနောက်တစ်ပြန်တော့တက်ပါမယ်။1 4 3ရက် နေလေတေတုံညတုံညာ3 9နှစ်တုံညာ3 9နှစ်ဦးလီ3 9ကိုလေးအာခွန်လေး3ဒါခွန်နော်ခွန်လေး3 9အဲ့တော့ဒါအောင်တက်ပါမယ်ဒါအောင်တက်မယ်ဆိုရင်ဒင်းနဲ့လေးနဲ့ပေါင်း10ပါတဲ့10ရဲ့နှစ်ခက်က1တရက်ပါဝါ6 8 6ဆိုတဲ့ကြီး3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုရဲခါကြတော့3ညာ2တဲ့မအောင်ပါဘူး3 နှစ်ရှစ်နှစ်ရှစ်တယ်နှစ်ရှစ်မှာရှစ်တလုံးထိပြီးအောင်ခဲ့ပါတယ်အမျိုးတို့ကဲဒါဆိုရင်ကျွန်တော်တို့ကြာရင်းဒီအတွက်ကျွန်တော်တို့ကီလေးထုတ်လိုက်ရအောင်တင်းနှစ်ချောင်း5ဟိုလေးရလဲတိုက်တယ်တင်းနှစ်ချောင်း5ခွန်း3ခွန်း4 2968ဆိုပြီးတော့ဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်2နဲ့5နဲ့ပေါင်းခွန်းခွဲနှက်ခက်က3ည3ည power 5 ခွန်3ည5ဆိုတဲ့ကီး3လုံးဒီပင်မှာရပါတယ်တဲ့เนาะဒီမပြတ်ဘူးဆိုရင်ဒီခွန်3ည5ဆိုရကီးရမယ်နော်ဟာမှာထွက်ရပါလိမ့်မယ်တကယ်အဲ့တော့ကျွန်တော်တို့ကီးထိတ်ကလေးနဲ့ကစားအောင်ကီးထိတ်ကတော့3ရက်ဇက်တိုက်မပြတ်ပင်မဲ့ထိတ်အနေနဲ့မဆွဲပဲကီးအနေနဲ့ကြီးပဲဆွဲသွားပါတယ်ဗျာเนาะအဲ့တော့6 4 2တဲ့เนาะကီးထိတ်ကခုနကကျွန်တော်တို့ကီးရိုးရိုးက သုံးညငါးပါတဲ့ကဲအဲဒီတော့မတူတာလေးတွေကိုကျွန်တော်တို့ကတ်ကစားလိုက်ရအောင်ကိုခွန်ကိုသုံးညကိုငါလေးခွန်လေးသုံးညလေးငါနှစ်ခွန်နှစ်သုံးညနှစ်ငါတဲ့အဲ့မှာကျွန်တော်တို့နှစ်ငါကတော့ထပိသားဖြစ်တဲ့အတွက်ပယ်လိုက်လို့ရပါတယ်เนาะဒါမှထည့်ဆိုရင်လည်းထိုးပေါ့เนาะပြန်ကနန်းကိုကြောက်တဲ့လူတွေအတွက်ပြန်ထိုးမယ်ဆိုထိုးလို့ရပါတယ် ဲအဲ့မှာကျွန်တော်တို့ဘာလေးတွေကြည့်မလဲဆိုတဲ့အခါကျတော့အဲ့တော့ကျွန်တော်တို့ကဘာနဲ့ကစားမလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့မနေ့ပိုင်းတစ်ထိတ်တယ်မနေ့ပိုင်းတစ်ထိတ်ဆိုတာကျွန်တော်တင်းနေလာနေရတစ်နှစ်ဆိုပြီးထွက်ထားတာမနေ့ပိုင်းတစ်ထိတ်နော်မနေ့ပိုင်းတစ်ထိတ်လို့ထွက်ပြီးသွားရင်တဲ့6အဲ6149ဆိုတဲ့ပြိတ်၃ရက်တွင်ဆင်းရမယ်ဆိုတဲ့နေမှာကျွန်တော်6တက်ကဟိုညနေပိုင်းမှာ65ဆိုပြီးတော့ထွက်ထားတယ်ဗျာနော် အဲ့တော့ဒါပေမဲ့ကျွန်တော်တို့ဒီကက်ရဲ့ထွက်ပြီးရဲ့ပြုံနောက်ထပ်ထပ်ပြီးလိုက်တက်တဲ့အတွက်ကျွန်တော်တို့က6တလေးကိုပရိတ်ကိုပဲထပ်ပြီးကျွန်တော်ကစားမယ်6တလေးကိုပရိတ်ကိုထပ်ပြီးကစားမယ်ဆိုတော့ဗါလဲဆိုတဲ့ခါကျဟိုဟာနှစ်ခွန်ပရိတ်မှလည်းနှစ်ခွန်လေးကိုဆိုတဲ့ပရိတ်ကထပ်စင်အောင်ပါဘူးနှစ်ခွန်လေးကိုအဲ့တော့ကျွန်တော်တို့ပြောမယ်ဆိုရင်လေးကိုဆိုတဲ့ပရိတ်ဟာကျွန်တော်တို့အားအကောင်းဆုံးဖြစ်တယ်နော်အားအကောင်းဆုံးဖြစ်တယ်ဒီ6တလေးကိုပါဘောနောက်တစ်ချိန်ထပ်စင်အောင်မလားနော် ဟိုမနေ့ပိုင်းတင်းနှစ်တင်းနှစ်လို့ထွက်ပြီးသွားရင်ဟာ6.4ကိုဗရိတ်ဆိုတာနော်ကတ်ယူထားတဲ့လူတွေတည်ရနော်ကတ်ကတ်သမားတွေကျွန်တော်ဒါမူဒီ20 site တွေတည်းရပဲကျွန်တော်မူဒီကတ်တွေတည်းရဟာနဲ့ပဲကျွန်တော်ကစားနေရနော်အခုအဲ့တော့ကျွန်တော်တို့အဲ့မှာ6.4ကိုဆိုရယ်ဗရိတ်ကားတဲ့3ရက်တွင်ထွက်ရမယ်တဲ့အဲ့တော့1နှစ်လို့ထွက်ပြီးတဲ့ညနေပိုင်းမှာ65လို့တော့တစ်ဗရိတ်ထွက်ထားတယ်ဒါပေမဲ့အောက်မှာဆက်ထွက်အောင်မလားဆက်ထွက်အောင်မယ်ဆိုရင်နောက်တစ်ချိန်ထွက်เสียရရှိတယ်နောက်တစ်ချိန်ထွက်ဆိုရင်ဒီကနေ့နောက်ဆုံးဒီဗုဒ္ဓကျသရေးနေ့နောက်ဆုံးဖြစ်တယ်ပေါ့เนาะအဲ့တော့ဒီကောင်ကလည်းအားကိုးစရာတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့မနေ့ကခွန်ဗရိတ် နှစ်နှစ်ငါ68ဆိုတော့ compression တွေပဲနှစ်ကြိမ်ကြာပါတယ်အဲ့တော့နှစ် compression ပဲပြန်ကြာတယ်အဲ့တော့နှစ် compression ကမနေ့ပိုင်းနှစ် compression ကြာဆိုညနေပိုင်းမှာနှစ်ခွန်နှစ်ခွန်၄ကိုဆိုတော့ပြန်ကြာတယ်ညနေပိုင်းမှာ9ကြာလဲနှစ်ခွန်၄ကိုဆိုပြီးကြာတယ်အဲ့တော့ကျွန်တော်တို့ကအဲ့ဒါလည်းအဲ့မှာဒီဟွာ၄ကိုဆိုတဲ့ break ကသွားတူညီနေတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာ၄ကိုဆိုတဲ့ break ကိုပဲကျွန်တော်ကအခိုင်ယူမယ်ဗျာအဲ့တော့၄ကို နော်ဒီကောင်းတော့ဖြစ်မယ်ကျွန်တော်တို့အဲ့တော့၄ကိုဆိုတဲ့အမှဒီဒီဒီဟိုပါဘောနော်ဒီ၅ကွက်ကိုကျွန်တော်အကြိုက်ဆုံးဖြစ်တယ်အဲ့ဒီထဲမှာမှကျွန်တော်တို့ ဲ့တော့ကျွန်တော်ကျွန်တော်အဲ့ထက်မှာအကြိုက်ဆုံးကဘာလဲဆိုတဲ့ခါကျတော့နှစ်ခွန်ဆိုတဲ့ဟာကိုပူကြိုက်တယ်ဗျနှစ်ခွန်နော်နှစ်ခွန်ဆိုတဲ့ဟာကိုပူကြိုက်တယ်ဒါအမျိုးလိုလေအကြိုက်တွင်ယူအကြိုက်မတွင်တော့မယူနဲ့နော်ကျွန်တော်ကတော့နှစ်ခွန်တပြားကိုပူကြိုက်တယ်เนาะနှစ်ခွန်တပြားပူကြိုက်တယ်ဘာဖြစ်လို့လဲဆိုကျွန်တော်တို့အပူးအပူးလိုင်းလာမလိုင်းကျွန်တော်ကတော့ပါဝါလာလိမ့်မယ်လို့ထင်တယ်เนาะ အဲ့ဒီအချိန်မှာဒါမှမဟုတ်လို့ရင်ကျွန်တော်တို့ချွင်းချက်အနေနဲ့ဘာတစ်ခုရှိသလဲဆိုရခါကျတော့ညနေပိုင်း6ထိပ်တယ်မနေ့ကကျွန်တော်68လို့ကြားထားတယ်ညနေပိုင်း6ထိပ်ကြားပြီးသွားရင်လည်း9 3ည38ဆိုတဲ့ပရိတ်ကလည်း3ရက်အတွင်းမှာဆင်းနိုင်နေတယ်เนาะဒါပေမဲ့ကတ်တော့ကတ်နေတယ်ကျွန်တော်ကအဲ့ကြောင့်ကျွန်တော်ဒီမှာ9 3ည38နဲ့ပတ်သက်တာလည်းမရှိဘူးเนาะမရှိဘူးတကယ်လို့အဲ့9 3ည38ကိုဟိုယုံစားပြီးကစားမယ်ဆိုရင်လည်းဒီကကီးထိပ်နဲ့ဖြစ်ဖြစ်ကီးနဲ့ဖြစ်ဘဲဖြစ်ဖြစ်เนาะကိုဖောက်ကိုကစားလို့ရတယ်ဒါကျွန်တော်ထည့်ပြောပြတာเนาะဒီနေ့မှတော့ကျွန်တော်အကျုံးမဝင်ဟုတ်လားအဲ့တော့ကျွန်တော် ကျွန်တော်ရဲ့အကြိုက်တဲ့မှာ60 65 45 20ဆိုပြီးတော့ကျွန်တော်အဲ့လိုကြိုက်တယ်ကျွန်တော်လေးကိုဘရိတ်ကိုပဲအပိုင်းဟိုယူလိုက်တာပေါ့နော်အဲလေးကိုဘရိတ်ကိုအပိုင်းယူလိုက်တဲ့အတွက်မှာအဲ့ဒီဟာကိုကျွန်တော်အဲ့ငါးခွက်ကိုကြိုက်ပါတယ်အဲ့ငါးခွက်ထဲမှာမှကျွန်တော်နှစ်ခွန်ကိုပို့ပြီးကြိုက်ပါတယ်အဲ့တော့ကျွန်တော်ဒါကျွန်တော်ရဲ့အကြိုက်ကလေးကိုကျွန်တော်ပြောပြခြင်းပဲဖြစ်ပါတယ်နော်အမျိုးတို့အနေနဲ့အကြိုက်တူမှာလဲယူပါအကြိုက်မတူဆိုလဲမယူပါနဲ့နော်ကဲအဲ့တော့ကျွန်တော်ဒီကလေးရဲ့ twin cycle ကတော့ဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးနေ ကြာသပတေးနေ့မှာတင်ကွယ်များရရအောင်မြင်ကြပါစေလို့ဆုတောင်းပြီးဒီကနေ့ဒီဘလူဖိုင်လေးကိုကျွန်တော်ဒီမာနေမဲ့အဆုံးတတ်လိုက်ပါတယ်ဗျာ